အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညီလေးတင်တွေဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံမောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါကြောင့်လည်းကျွန်တော်တို့ဒါ recap ကနေပြီးတော့ပြန်လဲကြိုးစားပါလေတပတ်တိုင်းဆိုကျွန်တော်တို့လက်ရှိအပူပွဲစဉ်နဲ့ recap ကနေပြန်လဲကြိုးစားအဲ့တော့ Liverpool တင်တဲ့ဒီနေရာမှာဒါအဟောင်းလေးရပဲကောင်းတယ်ဆိုတဲ့ဒါရက်သားတစ်ပတ်လိုပဲပြောရမယ်တဲ့မှာပါပါတယ်အရင်တော့ကပုံစံလေးကိုပဲဒါမှန်မှန်လေးနဲ့သွားတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိမှာဟို Aston Villa ရဲ့ဂိုးသမားရောင်းချမှုတွေကဒီနေ့ပွဲစဉ်မှာအင်မတန်မှအရေးပါခဲ့ပြီမြဲတပွဲလုံးတိုင်းတရာဆိုတော့ Liverpool တင်းနဲ့ဒီနေ့ပွဲစဉ်မှာသူတို့အသင်ကဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတော့ကောင်းကောင်းကြီးတွေးရတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Ansin Hero တွေကိုလည်းတဖြည်းဖြည်းဒါ Sin Hero အနေနဲ့စပြီးတော့ဒါကျွန်တော်တို့ မမဒက်ရီလီနေနဲ့ပြန်တွေ့လာခဲ့အဲ့ဒါဒီနေ့ပေါ်မှာဒါကျွန်တော်တို့ Graven Bat Macalister Subu Slide ရဲ့အတွဲကလည်းဒါကျွန်တော်တို့လက်ရှိမှာ incapable ဖြစ်သေးတယ်ဆိုတာဟိုလက်ရှိမှာဒါကျွန်တော်လုတ်ပြနိုင်စွမ်းရှိသေးတယ်လို့ဆက်လက်ပြီးပြသခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်စံဒီပွဲလုံးကိုပြန်ကြည့်မယ်ဆိုရင် Liverpool အသင်းနေတဲ့တစ်ခါခါကြာရင်မနစ်ကကောင်းတဲ့အရာတစ်ခုပြောင်းခဲ့မိတာတော့မှားသွားသလားဆိုတဲ့ illogical ပေါ့နော်ဒါကျွန်တော်မဖြစ်သင့်တဲ့အတွေ့အကြုံတော့ကျွန်တော်အနေနဲ့ဝင်ကြည့်တယ်တခါရရင်ကတော့ဘယ်လိုပဲကျွန်တော်အရင်ကြိုက်တဲ့ series တခုရှိတယ်ပေါ့နော် how i met your mother ဆိုတဲ့ series ရှိတယ်အဲ့ဒီ series မှာဒါကျွန်တော်ကြိုက်တဲ့ character ပေါ့နော် barney simpson မြင်နေပြောတာရှိတယ် new is always better ပေါ့နော်ကျွန်တော်ဒါဟာတချို့နေရာမှာကျွန်တော်လက်ခံပေးမယ်တချို့နေရာမှာကျွန်တော်လက်မခံဘူးဒီနေ့ပုံမှန်ဒါကျွန်တော်အရင်ကျွန်တော်ပြောခဲ့တယ်ပဲလက်ရှိမှာ florian risk က liverpool အသင်းမှာ arniso ရဲ့လက်ရှိအကွက်မှာကွင်းလယ်ပိုင်းနေရာမှာဘယ်လိုပုံစံမျိုးသွားမလဲအဓိကရှင်းနေပြလက်ရှိ arniso ကိုတိုင်ကျွန်တော်ခုလက်ရှိမှာရှင်းရှင်းလေး အနီစလိုလက်ရှိမှာဖြစ်နေတဲ့ Florian Rich problem နဲ့ Tottenham Hotspur မှာ Xavi Simon ဖြစ်နေတဲ့ problem လုံးဝမတူဘူးဒီနေ့မှကြာခင်ဗျားတို့အာမနာကိုအသင်းကြောင်းကိုအာမနာပြောမယ် Florian Rich က confidence ရှိတယ်ဒါပေမဲ့သူ့ပတ်ချာလဲဝင်းကြီးကကောင်းနေရ ADHD ဖြစ်နေတယ် no offense ဒါပေမဲ့အခုလက်ရှိမှာအဲ့ ADHD ကိုနောက်တစ်ဆင့်တက်ဖို့အတွက်လိုတယ်ဒါရှင်းရှင်းလေးပြောတယ် ADHD ကခုနလက်ရှိမှာဒါကျွန်တော်တို့မှာ Salah ကို ADHD လို့ပြောတာမဟုတ်ဘူးမင်း Salah လက်ရှိမှာ decline ဖြစ်တယ်ခင်ဗျားလက်မခံချင်တဲ့လက်ခံရမယ် ဟုတ်တယ်ဟုတ်ဒီနေ့ပုံစံမှာတချို့ကဟာဆာလာ is back ပါနေပဲဆာလာသွင်းသွားတဲ့သူကအရင်ခတ်တဲ့ပုံစံမျိုးဒါပေမဲ့အရင်တုန်းကဆာလာကိုကျွန်တော်ပြန်တွေ့ဖို့တော့အရင်ခတ်သွားပြီ ဲ့တော့ဘေးနားမှာတော့ကျွန်တော်တို့ကိုရီကပ်ပို့ရှိမယ်ကိုရီကပ်ကဆာလာနဲ့ဘာမှမဆိုင်ပါဘူးကိုရီကပ်ကခါကြရင်ချာဂျယ်လို့ချာနေတာဒါပါအတူပြောကြမယ်အဲ့တော့ဟူဂွေဂီဒီကဒီနေ့ပုံစံမှာဒါကျွန်တော်တို့သူကရင်တကိုးသွင်းသွားခဲ့ပေးမယ်တကယ်တစ်ပွဲလုံးတိုင်းနိုင်ရဒီနေ့ပုံစံမှာကျွန်တော်မြင်ကြည့်တာပေါ့နော်ကျွန်တော်တစ်ပွဲလုံးနဲ့နိုင်ရဟူဂီဒီကကိုဒါကျွန်တော်လေးပြနဲ့စင်တာဖောဝါဒပုံစံမျိုးဆော့ရတဲ့ဆိုင်စထရိုက်ကာပုံစံမျိုးဆက်ဆံပို့ဆော့သွားတယ်လို့မြင်တယ်ဘာလို့လဲဒါအီဂီဒီကိုဒါလုံးဝလုံးမန်းနေနဲ့ထားပြီးတော့အဓိကဂိုးသွင်းဖို့အတွက်တော့အဲ့တော့ကျွန်တော် personal မြင်မှာဟူဂီဒီကစထရိုက်ကာဆိုရတဲ့ဆိုင်စင်တာဖောဝါဒပုံစံလို့မြင်တယ်သူရဲ့ဖရန့်ဖတ်ဒီဒီတုန်းကကျွန်တော်ဖတ်မဲ့ရတော်တန်ဟော့စပါနဲ့ပွဲစဉ်တုန်းကလေသူ့နေတာကျွန်တော်တောင် င်မင်းနဲ့သူတွဲလုံးနေသူခဏခဏတွဲဆွဲပဲပြဿနာကခုနပြောလို့ပဲတောင်မဲနှကောင်ကကြာလာတဲ့ချိန်နဲ့တောင်မဲတကောင်ကဒါကျွန်တော်ဂူးမသွင်းနိုင်တဲ့ချိန်မှာသူကိုယ်တိုင်ကလာလုံးဆွဲကလို့တော့ပူကောင်းပဲဆိုပြီးနီးပြဘက်ကတတ်မှတ်လိုက်တယ်ဒါပေမဲ့ဒီနေရာမှာ Florian Wisner Subo Slide ဘာခွာသွားလဲ Subo Slide နေတဲ့ဒီနေရာမှာ तू က play making လုပ်ဖို့ဆိုတာတည်းဆိုင်သူ့အနေနဲ့သူဟာဒီအသင်းကိုဒါကျွန်တော် blue shot အောင်လဲသူသွားတယ်ဒီမှာပါဥပမာလက်ရှိမှာကန်ကူကဒါကျွန်တော် cut in side လုပ်ပြီးဒါကန်မှုစူးစားရဲကစားသမားဖြစ်တယ်သူဒီညမှာဒါ blue chase ဆိုမှသူသွားတယ်ဒီမှာပါတယ်ဆာလာကလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ဒါမတ်မဲရရဒါပူလော့ရှိပွဲမှာဒါကျွန်တော်ဆာလာရဲ့ twin goal brave one ပွဲစမှာဒါ sobo slide ပဲဖန်နေခဲ့အဲ့တော့ပြောချင်တာက sobo slide လက်ရှိမှာအသင်းနဲ့လုံးဝရင်းနှီးသွားပြီကိုက်ဖို့ပါလုတ်ချင်တယ်ဆာလာပါလုတ်ချင်တယ် Graham Bat ဘာလုပ်ချင်လဲ McAllister ဘာလုပ်ချင်ဦးကောင်းကောင်းနားလေအဲ့တော့ Florian Risk က D North Nature တိပြီးတော့ဘောက်သေးလို့မြင် Maybe ပေါ့နော်ကျွန်တော် personal မြင်မှာဆို pre-season ဘာညာရှိတယ်ဆိုပေမဲ့ competitive ပွဲနဲ့မမလဲလို့မြင်အဲ့တော့ကျွန်တော်ခုနကပြောသူပဲကျွန်တော် Spartan က Xavi Simons နဲ့ Florian Risk ကိုရတယ် Florian Risk ကလုတ်ပြနိုင်တယ် ဘာလို့ကျွန်တော်သူ့ရဲ့ glimpse ကိုကျွန်တော်အပြင်မှာလဲခဏခဏအပြင်မှာနှစ်ပွဲတွေးခဲ့ရလို့ဒါအတွင်းမှာလဲဒါခဏခဏတွေးခဲ့ Floria Rice နဲ့ Hugo Ekitike နဲ့ chase ဆော့ရခြင်းမှာတော်တော်လေးကိုလှပတဲ့ movement တွေ create လုပ်လို့ရတယ်။သူ့ရဲ့သူတောင်မန်နဲ့ chase ဆော့ဖို့ကြိုးစားခဲ့မယ်။သူ့တောင်မန်တွေအလုံးမဖြစ်တဲ့ချိန်မှာသူ့ကိုယ်တိုင်ပြသွားရင်ဒါမှရှိတယ်။ပြောချက်ဒီနေ့က Floria Rice ဒီဘောလုံးထိန်းသိမ်းကောင်းတယ်။သူ့ရဲ့ pass တွေက progressive ဖြစ်တယ်။ဒါဟာအားတောင်ချက်ကျွန်တော်လက်ရှိမှာဥပမာ example ပြောရအောင် flop ဖို့အတွက်လက်ရှိမှာရေဘန်းစားနေတယ်မှာ service zone ပါတယ်။ service zone နဲ့အခုလက်ရှိမှာဘောလုံး၅ချက်ပြေအောင်မထိန်းနိုင်တော့ဘူး။ pass မပြောနဲ့ normal pass ကိုတောင်မှရှင်းတဲ့နောက်နဲ့သူကြောက်ပြီးပေးနေရတယ်မှာပါအဲ့ဒါ confidence ကြောက်ဆုံးတဲ့ကစားသမား Florian Risk က confidence မပြောက်ဆုံး he know what he can do အဲ့ဒါကလက်ရှိမှာ Florian Risk ပါအားသာချက်ရှိတယ်လို့မြင်တယ်ခင်ဗျားတို့ကဒီကျွန်တော်ပြောလက်ခံနေမှာလက်ခံနေမှာပေါ့နော်ကျွန်တော်လက်ရှိမှာ Florian Risk ကိုဒါကိုကျွန်တော်မြင်တယ်ပြီးတော့လက်ရှိမှာ Eset ပြန်လာခြင်း Eset နဲ့ခုချိန်ကြန့်ခိုင်မှုမပြေဝသေးဘူး Eset ကြန့်ခိုင်မှုပြေဝတဲ့အချိန်က Florian Risk on the top ဖြစ်မဲ့အနေထားဆိုကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော် personal မြင်ပေါ့နော် Florian Risk ကိုဆိုအီဆက်နဲ့ Hugo Ekitiki နှစ်ယောက်ကိုဒါကျွန်တော်တို့တပြိုင်တည်းမှာပွဲထုတ်နိုင်ဖို့အတွက်အားလုံးစလုံးကြိုးစားရမယ်။ဘာလို့လဲနှစ်ကောင်လုံးက power house ချင်းသိနှစ်ကောင်ဒါကျွန်တော်ဂူတကူထဲမှာမအောင်ဆိုတာမှန်ပဲချင်းသိနှစ်ကောင်ကဂူတကူထဲမှာဘာလို့မအောင်ဘူးဆိုတာပြသမယ်အခြေအနေတွေရှိလာခဲ့တယ်။ Hugo Ekitiki ကတော့ပြရမှာပဲ။ Hugo Ekitiki ဘာလို့အခုချိန်မှာဒါကျွန်တော် performance ပိုင်းရတာသူနေရာလိုချင်လို့ ဣဇက်ကတော့ရှင်းတယ်သူနဲ့သူဘာလို့နိုင်လဲပြည်ရရလေးမပြတ်တာသူချက်ပြီးပြအောင်မှာအဲ့တော့ဒီနှစ်ကောင်စာနေတဲ့နှစ်ကောင်ဆိုစာလောင်နေတဲ့နှစ်ကောင်ဟိုဒါကျွန်တော်တပြိုင်တည်းတွန်းလိုက်တဲ့အချိန်မှာဒီ push အားလေးပဲဘူးခံစားရမှာအဲ့ဒီနေ့ပွဲစမှာဟိုနာပေါ်လို့ပဲတခါခါကြရင်ကျွန်တော် ကောင်းနေတဲ့အရာတွေကိုဘာလို့ပြောင်းမှလဲဆိုတဲ့အရာကိုဒီနေ့ပွဲစမှာဆက်ပြီးတွေ့ရအဲ့တော့ကွင်းလက်ဘန်းကိုတစ်ချက်တစ်ချက်ကျွန်တော်အနေနဲ့ပြောကြည့်တာဗောနလက်ရှိမှာဒါကိုတော်မရီတယ်ဟိုမလား အာဒီပွဲစဉ်ရဲ့အကြောင်းကြီးတာရေးတာဟို Florian Ridge ကိုတစ်ခါကျရင် Force 9တောင်တုံးကြည့်လို့ရတယ်။ဟုတ်တော့ Florian Ridge Force 9တုံးလိုက်မယ်ဆိုရင် Sobo ဘာတက်သွားနိုင်တယ်ကြမှာ Sobo ဘာ goal scoring opportunity ဖြစ်သွားနိုင်တယ်ကြမှာရှိတယ်။ကျွန်တော်အမြင်ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးကျွန်တော်အနေနဲ့တချို့နေရာမှာကျွန်တော်ပြောချင်တာ Cancel ပိုင်း Liverpool အသင်းနဲ့ Cancel ပိုင်းလုံအောင်ထိမ့်ဖို့လိုပြီ။ Robinson ပါလာခြင်းကတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တကယ်ကို The Blessing in Disguise ဖြစ်သွားပြီ။ Corner Bradley နေနဲ့ခုလက်ရှိမှာသူ့အနေနဲ့သူဟာတိုက်စစ်ကိုလိုက်တာဒီဆိုင်ခံစစ်မှာပူလုံဖို့အတွက်သူ့အနေနဲ့ကြိုးစားရအောင်။အဲ့တော့ပြောချင်တာကရှင်းတယ်။ Liverpool တင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါဒီနေ့ပွဲကျွန်တော်ဒါ Aston Villa နဲ့ပွဲစဉ်ကိုကြည့်ဦးကျွန်တော် recap ပြန်ခွဲချမယ်ဆိုဖြေရရှင်းရှင်းလေး။ခံစစ်က၄ဆောင်တောင်းအောင် overlap မလုပ်ခိုင်းနဲ့။ဘာလို့တိုက်စစ်ကောင်လေးကိုတိုက်စစ်နေ။ဥမာပြောချင်တာရှင်းရှင်းလေး။ Graham Beck ဥမာ DM ဖြစ်ရတယ် Graham Beck က Graham Beck McAllister Sobo Style Florian Wirtz ဒီတိုက်ဒီနောက်ဆုံးပြ Cardis Jones ဒီ၅ကောင်လုံးက ိုက်စစ်ကိုလိုက်နိုင်တာ capable ရှိတယ်နောက်ဆုံး Cardis Jones လို့ခေါ်ဘူးတော့တိုက်စစ်ကိုလိုက်နိုင်တယ်ဆိုရင် Andrew တယောက်ကလွယ်ဒီလက်ရှိ Liverpool တင်းကွင်းလေဟုတ်9ယောက်လုံးက9ယောက်လုံးခံတိုက်စစ်လိုက်ပါဆိုရင်အဲ့တော့ပြောချင်တာရှိရှိလေး ရောဘတ်ဆန်ရဲ့ overlap ကိုမလို့ကရာကက်ရဲ့ overlap ကိုမလို့ Bradley overlap ကိုလက်ရှိအရင်မလို့ maybe တစ်ဖက်အသင်းကဂိုးစာအသွင်းလို့ loop block ကိုဖြိုခွင်းရမလို့ maybe overlap လိုက်တယ်ဒါပေမဲ့အလွန်ကျိုး overlap လိုက်ခြင်းကိုလက်ရှိမှာ Liverpool ရှာမယ်အဲ့ဒီလက်ရှိပြန်ကြည့်အောင် Liverpool နောက်ပိုင်းဒီနေ့ပွဲစဉ်မှာ Liverpool ဘာလို့ဂိုးမပြ Robertson ရှိအလွန်ကျိုးတတ်တဲ့ဥပဒေမျိုးတွေတိတ်မတွေ့ရအောင်ဟုတ်တယ်ဟုတ် Robertson ရဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာသူ overlap တချို့တချို့လိုက်တယ်ဆိုပေမဲ့သူခံစစ်ကိုသူပြန်လုံအောင်တိတ်တယ်ဘာကြောင့်လဲတစ်ဖက်က Gerson ကညံတဲ့အတွက်ကြောင့်မို့သူအနေနဲ့တော့ခံစစ်အဲ့တော့ဘယ်လောက်ထိတည်တာလဲဆို Aston Villa အသင်းလီးပြဒါကျွန်တော်တို့ ဘဒူအူနိုင်အမရိကူတိုင်ကတော့ကျွန်တော်မိနစ်59မိနစ်မှာဒေါ်နီမာလန်နဲ့ကမှပြန်လဲတယ်ဘာလို့လဲဆိုတော့ကာဆန်ကရော့ဘတ်ဆန်အလုံးမဖြစ်တော့သူသိသွားပြီဘာလို့လဲဆိုတော့ရော့ဘတ်ဆန်ကိုသူပထမသူထင်ထားခဲ့တာဒီညမှာကာရာကက်ဆွာလိုက်ကာရာကက်ကိုမရော့ဘတ်ဆန် overlap ပြေးမယ်ဆိုသူထင်ထားခဲ့တယ်ဟုတ်တယ်မလားအဲ့တော့ဟိုဒါကာဆန်နဲ့သူပါကျွန်တော်တို့ counter transition နဲ့ပြန်ပြီးချိုးမယ်လို့သူတွတ်ထားခဲ့ပေမဲ့ရော့ဘတ်ဆန်ကအလုံးကျုံမရှိတတ်တဲ့အချိန်မှာသူနဲ့ကာဆန်ဆိုတာတက်စားတယ်ဒါမာလန်ကတော့ကျွန်တော်တို့တစ်ဖက်ကခံစစ်ကိုတဘယ်လိုပြောမလဲတိတ်ကောင်လုံးနိုင်တဲ့ခံစစ်ပြီးတော့ကာဆန်က လက်ရှိမှာ Robertson တိတ်ကောင်မလုပ်နိုင်ဘူး။ဒါ100%။ Marlan က Robertson ကိုတိတ်ကောင်လုပ်နိုင်တယ်။အဲ့တော့ तू ဘာယူလိုက်ဆို Gasson ကိုဒါကျွန်တော်တို့ Liverpool တင်းကဒါပွဲတိုင်းလေလို့ပေးနေရယ်ဂိုးပဲထပ်ပေးရမယ်ဆိုတဲ့ပုံစံမျိုး Gasson ကိုပြန်ပြီးသူက over turn counter rotation နဲ့ပြန်လုပ်မယ်။ဒါပေမဲ့ Robertson နောက်မှာနေခဲ့တဲ့အတွက်ကြောင့်မလို့ Gasson ကနေပြီးတော့ Robertson ကိုကြော်ဖို့ဘလို့မှစူးစမ်းလို့မရ။အဲ့တော့ Daniel Lambert one on one ကြော်နိုင် Marlan တဲ့အဲ့ဒီမှာနောက်ကျသွားပြီ။ Robertson ကနောက်မှာထိန်ချလိုက်ပြီ။ဟုတ်တယ်မ။အဲ့တော့ဂိုးလဲရတာဂိုးကိဂိုးရသွားပြီးဒါအနေထားတစ်ခုဖြစ်သွားကြအောင် Robertson အလိုပဲနောက်မှာတယ်။အဲ့တော့ဒီတော့ Bradley ဖရန်လီနဲ့မက်ကင်းကိုအကောင်းထိုင်နိုင်ခဲ့လိုကက်ဂျင်းနီကိုလည်းအကောင်းထိုင်နိုင်ခဲ့တယ်မှာပါတယ်ပြောချင်တာခုနပြောချင်တယ်လက်ရှိမှာလစ်ဗာပူးတင်းရဲ့ကွင်းလယ်ကတိုက်စစ်အားတန်းကြောင့်မကွင်းလယ်ကနောက်တန်းအကောင်နောက်တန်းအပြည့်လောက်ခိုင်းနောက်တန်းနဲ့ကွင်းလယ်ကြားထဲမှာ bridge တကောင်ကလွင်ရှေ့တန်းမှာလိုက်ပြီးကူလို့ရတယ်နားမရှိအဲ့ဒါကလက်ရှိ Aston Villa ရဲ့ဖွဲ့စဉ်အတက်ပဲ McAllister ရဲ့အတက်ကလည်းအဲ့ဒါပဲဒီနောက်ပိုင်းပွဲစဉ်မှာ McAllister ကရူးပြောင်းနေဆိုသူ့ရဲ့တိုက်စစ်ပိုင်းလိုက်ပါနိုင်စွမ်းကိုဒါကျွန်တော်တို့ Arsenal က limit လောက်ထားတဲ့ပုံစံဖြစ်နေတယ်အဲ့ဒီမှာ Amakesa Auto Chicha လို့ပုံစံဖြစ်သွားအဲ့တော့ Supposed like Magnus Group. Group of 3 young long hybrid ပဲ။ ကြိုက်တဲ့ပုံစံမျိုးလို့မှလက်ရှိမှာဗျာရှေ့ရှေ့လေး gravel bed ရှိတဲ့ဘက်ဆိုဘူဆိုင် gravel bed နေရာကိုခဏဝင်ပြီးတော့ကူညီပေးလို့ရတယ် mechanical side ဝင်နေအဲ၃កောင်လုံးကဒါပြောလို့အဲ့တော့ဒီညမှာ florian race ပါခြင်းမပါခြင်းဒီမှာပူတည်တာ florian race เนี่ยဒီခုနပြောသူဒီ account ပေးတယ် am ဖြစ်တော့ကြောင့်မဒါ mechanical side ဆိုဘူဆိုင် gravel bed ၃နေရာမှာ maybe mechanical side နေရာမှာသူဝင်ပြီးတော့ကူလို့ရမယ်ဒါတော့ပဲစစ်စနာမပြင်းတဲ့လူအဲ့တော့ပဲဒီညနေရာမှာသူကဒါပေမဲ့ဒီလက်ရှိ3ရောကမနေ့ကဘာလို့လုတ်ဖြစ်ခဲ့လဲ၃ရောင်တော့ဒီညမှာပြန်ပြီးကူလို့ရတယ် တိုက်တဲ့၃၃နေရာပြန်ဆော့လို့ရတယ်။မက်ကလစ်စတာဂရာဘက်နေရာဝင်ဆော့လို့ရတယ်။ဂရာဘက်ကမက်ကလစ်စတာနေရာမက်ကလစ်စတာကဆူဘိုဆိုင်းနေရာဆူဘိုဆိုင်းကတော့ဂရာဘက်ဂရာဘက်ကဆူဘိုဆိုင်းနေရာဝင်ဆော့လို့ရတယ်။ဒီ၃ယောက်ရဲ့အတာကြက်ကဒင်းမဲ။ကျွန်တော်တို့ကပရိုတောနဲ့နျူထရွန်တွေပြေးနေလို့အဲ့လိုပြေးနေတာ။အဲ့ဒါကခုနဖလော်ရီယန်ရစ်ကိုဒီလက်ရှိမှာကျွန်တော်ဘလိန်းတာမဟုတ်ဘူး။ဖလော်ရီယန်ရစ်ရဲ့လက်ရှိဒီနေရာရောက်လာခြင်းကဒီယောက်အကုန်လုံး limit လောက်လိုက်တယ်။မက်ကလစ်စတာကခုနကဘသူလဲရှစ်တက်မနောက်ဆုံးအောင်အခုကွဲပြအဲ့တော့ကြောင်ပြောက်သွားတယ်။အဲ့ဒီပြဿနာကိုလက်ရှိမှာဒီ Aston Villa ဘုံမှာခဏတာအဖြေတခုတွေ့ဒါပေမဲ့ Florian Wiss ရောက်လာရင်ဘာဆက်လုပ်မလဲဒါကိုအာနီဆိုအဖြေရှာရမယ် လောက်ပဲအဲ့တော့ပေါ်လုံးပွဲတွေကိုကြည့်ရှုကြည့်နေဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ ਨੇ တီ4ရောမှာကျင်းလို့ဆိုရင်ပေါအောင်ကူညီတွေ့ရ MLS clip ပုံမှာမေးကြပါနဲ့မြန်မာ clip မှာအမြန်တမ်းဖြစ်ပါတယ်လီဗာပူးတင်းနဲ့နာမည်နှစ်မှာတော့ဒါတေဂျာတကူကခက်စစ်ပိုင်းရင်ဝင်းနေတယ်တကယ် invest လုပ်ရအောင်မယ်လောက်ပဲအဲ့တော့ပေါ်လုံးပွဲတွေကြည့်ရှုကြည့်နေကျွန်တော်တောင်းကုန်ပြပါအောင်ကျွန်တော်တောင်းပေါ်လုံးပွဲတွေကြည့်ရှုကြည့်နေ Youth Sport Media 3.0ဆိုတော့ ਨੇ တီ4ရောမှာကျင်းလို့ဆိုရင်ပေါအောင်ကူညီတွေ့ရပါတယ်မြန်မာ clip ပုံမှာမေးကြပါနဲ့မြန်မာ clip မှာအမြန်တမ်းဖြစ်ပါတယ်တေဗောပါ